ထမင်းစားလိုက်အောင်မယ်ဆေးသွားလိုက်အောင်မယ်ပေါ့နော်ဒီလိုအုံးမယ်ဆိုတဲ့ပုံစံကိုထိုင်လို့ဘယ်လိုတုံးလို့ရလဲနော်အဲ့လိုမျိုးကိုထိုင်လို့ပြောမယ်ဆိုရင်အနောက်မှာကော်နာဆိုတဲ့စကလုံးကိုထည့်ပြီးတုံးလိုက်ရင်လုံလောက်ပါတယ်ဥပမာအားဖြင့်ဆေးသွားလိုက်အောင်မယ်လို့ပြောမယ်ဆိုရင်ပိုင်တလာကော်နာပိုင်သွားတယ်တလာဆိုတာကဆေးပိုင်တလာဆိုတာဆေးသွားတယ်ပေါ့နော် ကော်နာပိုင်တလာကော်နာဆေးသွားလိုက်အောင်မယ်အမေနော်ထမင်းစားလိုက်အောင်မယ်ဆိုရင်ထမင်းသွားစားလိုက်အောင်မယ်လို့ပြောမယ်ဆိုရင်တော့ပိုက်ကင်ခောက်ကော်နာ ไปกินข้าวก่อนนะไปตัวเลยกินข้าวทำมินซาเลยไปกินข้าวทำมินตัวซาเลยก่อนนะสุดากาดีโอเมสวยปงสันบอเนาะไปกินข้าวก่อนนะทำมินตัวซาไลโอเม ဒီညမှာတခုပြောပြချင်တာကဒီ corner ဆိုတဲ့စကားလုံးကလေ2မျိုး3လုံးရတယ်เนาะပထမတစ်ခုကအခုလိုမျိုးအုံးမယ်ဆိုတဲ့အတိတ်ပဲတက်ရောက်လို့တဲ့နေရာမှာလဲ3တယ်ပြီးတော့နောက်တစ်ခုကအရင်ဆိုတဲ့ပုံစံလဲ3လုံးရတယ်ဥပမာအဖြစ်ပယ်ရောခန်းတော့ corner အပြစ်မှာအရင်သွားဆောင်နေမယ်เนาะအဲ့လိုမျိုးပုံစံလေးပိုက်တလတ် corner ဆေးကိုအရင်သွားပါမယ်เนาะအဲ့လိုမျိုးပုံစံလဲအတိတ်ပဲတက်ရောက်ပါတယ်ပေါ့เนาะဆိုတော့ကိစ္စမရှိဘူးကိုလိုတဲ့နေရာမှာအဆင်ပြေတယ်လို့တုံသွားလို့ရပါတယ်เนาะဒီနေ့အတွက်ကတော့ဒီလောက်ပါပဲထိုက်ပါတာစကားကိုအခြေခံကနေလေ့လာခြင်းနဲ့ဆိုရင်တော့ ျွန်တော်ရဲ့ page ကိုဆက်သွယ်လာလို့ရပါတယ်เนาะဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ from james sadi club